အန်ဖီမာဟီယာမလုံနိုင်ခဲ့တဲ့ဟာလဝါအလုံးမမင်္ဂလာပါဒီတစ်ပတ်တံပလာမှာဆိုရင်ပွဲကြီးပွဲကောင်းတွေပောင်းဝင်ခဲ့ပြီးတော့ဗကိုးတင်းတဲ့ဟာလဝါတို့လည်းထိတိုက်တွေ့ဆုံခဲ့ကြပါတယ်။နေတင်းအားပြိုင်ဘက်ဟောင်းကြီးတွေဖြစ်ကြသလိုနောက်ပိုင်းထိတိုက်တွေ့ဆုံမှုတွေမှာဟာလဝါတို့ကပဲအသာစီးရရှိခဲ့ပြီးတော့လက်ရှိချင်းတွေရလည်းဟာလဝါတို့ကပဲပူပန်နေခဲ့တာဖြစ်ပါတယ်။အကြောင်းအန်ဖီမာဆိုပေမဲ့ဟာလဝါတို့ပဲအနိုင်ရရှိနိုင်ခြင်းများနေတယ်ဆိုပြီးတော့တွက်ဆထားခဲ့ကြတာဖြစ်ပါတယ်။ဂေကြီးတို့အောင်ဟီဟာလုံနိုင်ခဲ့ပေမဲ့ဟာလဝါတို့ကတော့အန်ဖီမာလုံးဝဟီဟာမလုံနိုင်ခဲ့ပါဘူး။ဒီနေ့မှာတော့ဗကိုးတင်းတဲ့ဟာလဝါတို့ရှင်တန်းခဲ့ကြတယ် ံမြန်လေးပွဲစဉ်လေးကိုတင်ဆက်ပေးခြင်းပါတယ်။အခုသင်ဘက်မှာလူစီယန်ပိုင်းပြောင်းလဲနေတဲ့ဂပ်ပူကိုအရန်ကုန်ပို့လာခဲ့ပြီးတော့ဗန်တန်လေးဖလော်ရီယန်ဗစ်ကိုပွဲထုတ်လာခဲ့ပါတယ်။ညာနောက်ခံလူနေရာမှာကော်နာဘရက်လီကိုပွဲထုတ်လာပြီးတော့ဆပိုစလိုင်းကိုတော့နမတန်လုံးနေရာမှာပြန်အသုံးပြုခဲ့ပါတယ်။အလဘာတို့ကတော့4-1 4-1ပုံစံမျိုးခင်းကျင်းလာခဲ့ပြီးတော့တောင်မှနှစ်ဖက်မှာဖနီရှီယန်နဲ့ကမာဗင်ဂါတို့ဖြစ်ပါတယ်။နမတန်လုံးနေရာမှာတော့ဘယ်လင်ဂန်နဲ့အာတာကူလာတို့ကိုပဲပွဲထုတ်လာခဲ့ပါတယ်။ ။ဘွဲကလည်းပထမပိုင်းမှာနဲ့အကျိတ်နဲ့ရှိခဲ့ပြီးတော့ကပိုးသားတွေလည်းအိမ်ကွင်းမှာအကောင်းဆုံးကစားနိုင်ခဲ့ပါလေ။အလဝါတို့ကတော့အထနှီးနေခဲ့ပေမယ့်ဘွဲချိန်ကြာလာတာနဲ့အများကစားကွက်ပုံပြလာခဲ့ပြီးတော့ကပိုးတန်းဘက်ကလည်းတရားစက်ထုတ်ပေါက်နိုင်ခဲ့ပါလေ။အလဝါတို့ရဲ့ဂုဒမာကြီးကော်တရိုက်စ်ကလည်းဘောတန်ကောင်းနေစေဖြစ်ပြီးတော့ပထမပိုင်းမှာနဲ့ဘောဘောက်ကောက်ကဲမှုကိုလေးချိန်လောက်ထိပြုလုပ်သွားနိုင်ခဲ့ပါလေ။မိနစ်30ကျော်လောက်မှာချိုဝါမန်နီတယောက်လက်ထိခဲ့တယ်ဆိုပြီးတော့ပနာဒီပေးပစ်ခဲ့ပေမယ့် VR ကြည့်ပြီးတော့ပဲဖြတ်သွားခဲ့ပါလေ။ဒီလိုနဲ့ပထမပိုင်းမှာအသွင်းကိုယ်တွေမြင်တွေ့ခဲ့ရပေမယ့်ပွဲရတော့အကျိတ်တင်ရှိနေခဲ့တာဖြစ်ပါလေ။ဒုတိယပိုင်းအစမှာတော့ပ ဘိုးတင်ကပဲစတိုက်ထူပေါက်ရာကနေပွဲချိန်62မိနစ်လောက်မှာမက်ကလီစတာကဥဆောင်ကိုသိမ်းပွားခဲ့ပါတယ်။ဥဆောင်ကိုပေးလိုက်ပြီးနောက်မှာတော့ဟလဝါတို့ကလည်းချစ်ပါကိုပြင်ရဖို့အတွက်လူစားပြောင်းလဲမှုတွေပြုလုပ်ခဲ့ပါတယ်။ဘိုးကစားသမားဟောင်းလေးအာနိုနဲ့ရူဒီကိုတို့ကိုစတိုက်ထည့်ပေးခဲ့ပါတယ်။ အဖက်ကပကိုးတင်ဘက်ကလည်းလူစားပြောင်းလဲမှုတွေလုပ်ပြီးတော့အနိုင်အလတ်ကိုဖိနှိပ်စားဖို့ကြိုးစားခဲ့ပါတယ်။အကြံမင်းဒီမှာနှစ်သင်းစလုံးအခွင့်အရေးတွေရခဲ့ပြီးတဲ့အသင်းကိုယ်တွေကိုတော့ထပ်မံပေးကြရပါဘူး။အဆောင်ပကိုးတင်ကပဲတလုံးနဲ့တော့တင်ကုန်နဲ့အန်ဖီမှာအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ကေဂျီရိုတော့ဟီဟာလုံးနိုင်ခဲ့တဲ့အန်ဖီမှာပကိုးသားတွေကတော့ဟီဟာလုံးဖက်ပြရခဲ့ဘူးလို့ပြောရမှာပါ။နှစ်ပွဲဆက်နိုင်ပွဲနဲ့အတူဟလာဝါတို့ကပါအနိုင်ရရှိထားတဲ့ပကိုးအသင်းတွေနဲ့ပြန်လာနေပြီလားဆိုတာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ဇွန်လကြီးပြည့်ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။